မင်္ဂလာပါရှင်မေလာနေရတောက်ကြနေရွှေရံကုန်းရဲ့ထူးခြားပြင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ငလျင်ပေးကြောင်းထိခိုက်ခဲ့သော အလုသမားများအထက်ကျပ်21ဘီလီယံကျော်ထောက်ပံ့ပေးရန်နိုင်ငံတော်ကစီမံနေကြောင်းနောက်ဆက်ကဥက္ကဋ္ဌပြောကြားတဲ့သတင်း ငလင်ဘေးကြောင့်ထိခိုက်ခဲ့တဲ့အလုပ်သမားများအတွက်ငွေကျပ်21ဘီလီယံကျော်ထောက်ပံ့ပေးရန်နိုင်ငံတော်ကစီမံနေကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကိုချုပ်ဝန်ကြီးမေအောင်လိုင်ကမေလတည့်တွင်ကြားရောက်တဲ့အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ပေးပို့တဲ့သဝင်လာတွင်ဖော်ပြပြောကြားကြောင်းသိရပါသည်နိုင်ငံတော်၏အဓိကကုန်ထုတ်ဆန်းစုဖြစ်သောအလုပ်သမားများ၏လူမှုဘဝလုံခြုံရေးနှင့်ကျန်းမာရေးအတွက်လူမှုဖွံ့ဖြိုးရေးစီမံကိန်းကိုအကောင့်ထည့်ပေါ်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းအရအကျုံးဝင်မြို့နယ်ပေါင်း126မြို့နယ်မှာအာမခံအလို့သမားများအားစေကူတာမှုခံယူခွင့်နဲ့ငွေကြေးအကျိုးခံစား권များခွင့်ပြုထားကြောင်းထည့်သွင်းပြောကြားခဲ့လို့သိရှိရပါတယ်ရှင်။ဆလတ်စ်ဆမဲတဲ့ငါတော့73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ38သန်းဗဟိုဘဏ်ထပ်မံထုတ်ယောင်းနေတဲ့တွင် 73စီဈေးနှုန်းပြန်မြင့်တက်လာခြင်းနိုင်ငံသားငွေကြေးဈေးကွက်တွင်73စီလုံငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ38တန်ရောင်းချပေးမှာဖြစ်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကအတည်ပြုကြေညာထားပါသည် ဆက်သုံးစီလုပ်ငန်းရှင်များအတွက်ယခုဘဏ္ဍာနှင့်အစဧပြီလ9ရက်တွင်လဲဒေါ်လာတန်30နဲ့ဧပြီလ22ရက်တွင်25တန်ရောင်းချပေးထားသလိုပြည်တွင်းဆက်သုံးစီဖူလုံမှုရှိစေရန်အရန်စီနှစ်ပတ်စာခံတူလောင်ထားပြီးအယောင်းဆိုင်များတွင်စီပြက်လက်မှုမရှိစေရန်စီမံဆောင်ရွက်ခဲ့ရာကြောင့်ပြည်ခဲ့တဲ့ရက်တစ်ပတ်အတွင်းကြံ့ရည်မတိုင်မီထက်ဆက်သုံးစီအမျိုးအစားအပေါ်မူတည်ကဇက်နေရမှာဇက်300အထိပြောင်းလဲကြဆင်ခဲ့ကြောင်းသိရပါရရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ online လိမ်လည်မှုနဲ့ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်ဆက်ပါဝင်ခဲ့ကြတဲ့ရုရှားနိုင်ငံသားတအူးနဲ့တောင်ကိုရီးယားနိုင်ငံသားတအူးထပ်မံဖမ်းမိတဲ့သတင်းကရင်ပြည်နယ်မြောက်ပြည်မြို့ကြောက်ခတ်နယ်မြေများတွင် online လောင်းကစားမှုများ online လိမ်လည်မှုများအပါအဝင်ဒုစရိုက်မှုများကျူးလွန်ခဲ့ကြတဲ့ရုရှားနိုင်ငံသားတအူးနဲ့တောင်ကိုရီးယားနိုင်ငံသားတအူးတို့ကိုဧပြီ30ရက်နေ့ကဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါဗျာ။ နိုင်ငံတော်အစိုးရအနေဖြင့်အစိုးရအွန်လိုင်းလမ်းကစားမှုများအွန်လိုင်းနေလည်မှုများအပါအဝင်ဒုစရိုက်မှုများကျူးလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများကိုစစ်ဆေးဖော်ထုတ်လျက်ရှိရာ2025ခုနှစ်ဇန်နဝါရီ30ရက်မှဧပြီ30ရက်ထိပြည်ပနိုင်ငံသားစုစုပေါင်း945ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့၎င်းတို့အနက်8585ဦးကိုထိုင်းနိုင်ငံမှတဆင့်သက်ဆိုင်ရာနိုင်ငံများသို့ဥပဒေလုံထုံးလုံလေးများနဲ့အညီ စနေတကြပြည်နယ်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သလိုကြန့်ရှိတဲ့ပြည်ပနိုင်ငံသား1460ဦးကိုလည်းတက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အစီအစဉ်ဖြစ်နေပြီးဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆမေတရင်ကတော့မန္တလေးတွင်အငိမ့်စားပေါမောက်ခဒေါ်ထထွေးကိုတပ်ဖြတ်ကပစ္စည်းများလူရဲသွားသူကိုဖမ်းမိရတဲ့တွင် မန္တလေးတွင်အငြိစားပမောက်ခဒေါက်တာထွေထွေကိုမြေကွက်ပြမယ်လို့ဆိုကတက်ဖြတ်ပြီးပစ္စည်းများလူရဲသွားတဲ့အေဂျီမြေပွဲစားဆိုင်းထုံးတော်ခေါ်ကိုဆိုင်ကိုဖန်စီရရှိကြောင်းရေတပ်ဖွဲ့ကတရင်ထုတ်ပြန်ထားပါတယ်။ အငိမ့်စားပမောက်ခါကိုတက်ဖြတ်သွားသူကိုမေလာတရနေ့နနက်၁၀နာရီခန့်ကဟဲဟိုမျိုးရင်ဖန်စီရမိခဲ့ကြောင်းအိမ်ချမ်းမြေလိုင်းလံပြသရှင်ဖြင့်အငိမ့်စားပမောက်ခါဒေါက်တာထွေထွေကိုပသိင်ကြီးမျိုးနဲ့ရှိထွက်ကြရမြောင်းပောင်ပေးလေကွင်းအတွင်ဆောက်လုပ်ထားတဲ့လူနေထိုင်ခြင်းမရှိတဲ့တထက်တိုင်အတွင်တပ်ဖြတ်သွားခဲ့ခြင်းဖြစ်တယ်လို့သိရပါရဲ့ရှင်။နောက်ဆုံးနဲ့စမဲတဲ့ငါတို့ဖျားပုံနေနလကြောကြပျောက်ဆုံးနေတဲ့လူငယ်အမျိုးသမီးတအူအားတေဆုံးလျက်ပြန်လည်တွေ့ရှိရတဲ့တဲ့။ ဖျားပုံတွင်နှစ်လကျော်ကြာပြောင်းဆုံးနေတဲ့လူငယ်အမျိုးသမီးတဦးအားသေဆုံးရက်ပြန်လည်တွေ့ရှိကြောင်းသိရပါဗယ်။အစူပါမင်းကလေးဟာဖျားပုံမျိုးနဲ့ဂျုံတော်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီးတော့ဖေဖော်ဝါရီ22ရက်တွင်နေအိမ်မှဆိုင်ကယ်ဖြင့်ထွက်သွားပြီးနောက်အိမ်သို့ပြန်လာပဲပြောင်းဆုံးနေခြင်းဖြစ်ပါတယ်။အဲ့ဒီလိုပြောင်းဆုံးပြီးနောက်နှစ်လကျော်ကြာတွင်ဖျားပုံပုဂ္ဂလိကလန်ပြီးမှသေဆုံးရက်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ ကျမတို့ရှင်ကုန်မီဒီယာကနေပြည်တွင်းမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များအပါအဝင် နိုင်ငံတော်အရှိထူးခြားဖြစ်စဉ်များကိုအချင်းနဲ့တပင်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။